Hi ဒီဗီဒီယိုဖိုင်လို့ဘုရားကျွန်တော်တော်တော်လေးကိုခက်ခက်ခက်ခဲဆုံးဖြတ်ခဲ့တယ်။ဘာဖြစ်လို့လဲဆိုတော့ဒီဗီဒီယိုဖိုင် risk များတယ်ဗျာ။ကျွန်တော်ဆဲကြမယ်ကောင်းလေရောကျွန်တော်တို့အန်နေရလေးရှိတယ်။ဒါပေမဲ့မလုပ်ရင်လည်းဒီအတိုင်းပဲဘာသာရေးကျင်းတွေကိုအုံနောက်ထဲမှာ ဖုံးလွှမ်းသွားမှလည်းကြောက်တယ်။အဲကျွန်တော်ပထမတစ်ခေါက်ပြောခဲ့တဲ့ဗီဒီယို ဖိုင်မှာတော့မှအဲကျွန်တော်ကိုအာ ဗုဒ္ဓဘာသာဆိုပြီးတော့အရင်ချင်းကြံနေတဲ့ပုံစံတွေပြောခဲ့တာလေးရှိတယ်။ဒါမှကောင်းတဲ့ comment ကတော့များပါတယ်။နောက်ပြန့်နှံ့သွားတာလည်းများတဲ့ခါကျတော့ကျွန်တော်ဒီလိုမျိုးဟိုဗီဒီယိုဖိုင်မျိုးထပ်မလုပ်တော့ဘူးလို့ကျွန်တော်တွေးတာဒါ။ဒါမှအခုကမနေနိုင်ဘူးညာ။မြင်နေရတဲ့ဟာဦးတော်ကျွန်တော်ပြောစဉ်ပြောထားတဲ့ကျွန်တော်ပြောပါမယ်ဒီတော့ကျွန်တော်တို့ risk များပါတယ်စေးစင်းတဲ့လူတွေကလည်းကျွန်တော်တို့ခုပဲတောင်းမညင်တော့ကဖြည်းဖြည်းလေးတန်းစီပြီးဆဲကြပါနော်လွတ်လွတ်လပ်လပ်ဆဲပါ comment box ဖွင့်လာပါတယ်โอเคကျွန်တော်စလိုက်အောင် အကျွန်တော်တွေ့ပါတယ်အဲမိုင်းဖုံးဆရာတော်ကြီးကျွန်တော်တို့မြန်မာနိုင်ငံအခုကျွန်တော်ကျွန်တော်ဒီမြန်မာနိုင်ငံလေဒီရတဲ့ကိုရောက်လာတယ်ရောက်လာပြီးတော့တရားဟောတယ်ဘေးနားမှာဗမာလိုဟောတာကိုဗမာလိုဘာသာပြန်ပြီးမှတယောက်လဲတွေ့ပါတယ်အဲ့ဒီမှာဟောပါတယ်မိုင်း3000လောက်ရှေ့လျရတဲ့နဂါကြီးနိုးချွာလာနိုးချွာလာတဲ့အခါကျတော့ဒီလိုမျိုးတွေဖြစ်ပြီးတော့အာအခုတို့ကန်ရှိတဲ့လူတွေပျက်စီးကြတာပြောရလိုက်တာဗျာ ိတ်ပံတိတ်ပံဒီကြမြင်စေခြင်းနိုင်ပဲကီလိုမီတာ1000ရရှိတဲ့စကိုင်းပြည့်ပြည့်ကျော်ဆိုတာကပတ်စီရင်ဝင်မှာဒီကနေပြီးတော့ငလင်လှုပ်တဲ့ကိစ္စဗျာတေဝါတဲ့လူတွေကပဲမသိရင်အာကုသူများလို့သိဝါသလို့မျိုးခမရတို့ဗျာဒီလောက်အစ်မပြေဖြစ်နေတဲ့အချိန်မှာဒီလိုစကားမျိုးတွေဒီလိုတရားမျိုးတွေလဟောလာโอเคရတယ်ဟောကိမင်းအဲ့တော့မိုင်းမုံစီရတော့ဟောတယ်မင်းကဘာပြောချင်လဲဆိုတော့ကျွန်တော်မှတ်မှတ်ရရကျွန်တော်ပြောပြမယ် ဟုတ်တယ်ကျွန်တော်လည်းပြောစရာရှိတယ်ခင်ဗျားတို့မှတ်မိလား2018ခုနှစ်ဇူလိုင်23ရက်နေ့ကျွန်တော်တို့ဒီထိုင်းနိုင်ငံမှာဘောလုံးသမားကလေးငယ်လေးတွေ12ယောက်နဲ့နီးပြားတစ်ယောက်13ယောက်လှိုင်ကူတဲ့ဝင်သွားမိုးတွေကြွားရေတွေကြီးပြီးတော့ပြန်ထွက်လို့မရအောင်လှိုင်ကူထဲမှာကိုယ့်ရဲ့တတိပိန်မိနေတယ်စူလိုင်လာမှာမှသူတို့သတင်းရတယ်ရတဲ့ခါကျတော့နိုင်ငံတကာကကေဆေးအဖွဲ့ဝင်နေတဲ့သူတို့ကေဆေးရတယ် ကယ်ဆယ်ရတဲ့ခါကျတော့ကျွန်တော်ဒီနေ့ထိမှတ်မိသေးပါတယ်ကယ်ဆယ်တဲ့လူနှစ်ယောက်အဓိကနှစ်ယောက်က Navy တွေဒီဟိုနေ့နေမဟုတ်ပဲနဲ့ကျွမ်းကျင်ပညာရှင်နှစ်ယောက်လှိုင်ကူတွေထဲမှာရေတွေငုပ်ပြီးတော့သူတို့ရဲ့တချို့သူတို့နှစ်ယောက်ကတချို့ဒီရေငုပ်တဲ့ပစ္စည်းအဆန်းနေရာစာတီးဆောင်လာတဲ့နှစ်ယောက်ပေါ့နော် Rick and John ကိုခေါ်တယ် John and Rick ပေါ့ဗျာနာအဲစကားပြောလို့ကောင်းအောင်ပြောရင်အဲ John ကတော့ကျွန်တော်မှတ်မှတ်ရသော်သူဆို Jonathan လားမသိဘူး အာကျွန်တော်တို့ John Valentinam တူသူနာမည်လေဘီတိန်နိုင်ငံသားပါအာဒီ Richard Satan နဲ့ John နဲ့ပေါ့နော် Richard John မှတ်လိုက်ပါဗျတူတူတူသူတို့နှစ်ယောက်ကေဇေခဲ့တယ်ကေဇေခဲ့တာမှာသူတို့အဲ့ဒီသူတို့အသက်ရှင်ရရှိနေတဲ့နေရာကိုသူတို့ရောက်အောင်ခက်ခက်ခဲနဲ့သွားခဲ့တယ်ဟိုရောက်တဲ့ခါကျတော့အတူချုပ်ပြောရင်ခလေးငယ်တွေကိုဒီတိုင်းထွက်ရင်ရုံရင်းဆန်ကန်တဲ့ဒီအောက်ဆီဂျင်ပိုက်တွေပြုတ်မှချလို့မိစေပေးပြီးတော့ဒီလိုအလုံးပိတ်အောက်ဆီဂျင်ထိတာတဲ့အလုံးပိတ်အိတ်တွေနဲ့သူတို့ခက်ခက်ခဲခဲနဲ့ လူ73ယောက်ကိုဆွဲထုတ်ခဲ့ရတယ်။ဟုတ်ပြီ။အဲ့ဒါနဲ့ဘာဆိုင်လဲဆိုဟုတ်ကျွန်တော်စပြီ။အဲ့ဒီအချိန်မှာအဲ့လို marketing အချိန်မှာကျွန်တော်တို့အမှထိုင်းနိုင်ငံကိုမိုင်းပုံးစရာတော့ကြီးကြွလာ။ကြွလာပြီးတော့ဒီကလေးတွေအခက်ခဲပြောရင် तू ကပြောသွားဒီကလေးတွေအားလုံးအသက်ချမ်းသာရရောက်မှာပါဆိုတဲ့စကားပြောသွားတယ်။အဲ့ဒီအချိန်မှာမှတ်ပါတယ်ကျေးဇူးတင်ပါတယ်။ तू အမြင်မှန်ရ तू မြင်လည်းမြင်နေရမှာပေါ့နော်။ဟုတ်ပြီထားလိုက်ပါ။အဲ့ဒီအချိန်မှာ ဟာကျွန်တော်တို့မြန်မာလူမျိုးတွေတော်တော်များများကအေးဒီသွားပြီးကဲစရခက်ခဲကြီးကိုမသိတော့မိုင်းမုံဆရာတော်ကြီးပြောမှရယ်အထွက်လာတဲ့ခါလည်းအခါကြတော့တွက်လာမိုင်းမုံဆရာတော်ကြီးပြောလို့မိုင်းမုံဆရာတော်ကြီးမြင့်တာတွေပို့ပြီးလို့ဒီလူတွေအသက်ရှင်ရင်ထွက်လာတကယ်တကယ်ကြတော့အဲ့ဒီမှာစ조사ပြီးခဲ့တဲ့နိုင်ငံတကာကပညာရှင်တွေထိုင်းနိုင်ငံကကုညီကဲစရေးလို့သမားတွေအဓိကကဲစရခဲ့တဲ့ဂျွန်နဲ့ဗရစ်နဲ့သူတို့ရဲ့စွမ်းဆောင်မှုတွေကစောင့်တုံးမကြဖြစ်သွားတယ်ကျွန်တော်မြန်မာလူမျိုးတွေကြားထဲမှာမိုင်းမုံဆရာတော်ကြီးမြင့်တာကြတယ် ဒီလူတွေဘန်ဘိုဆိုင်ရာရဲ့စုတောင်းပေးမှုကြောင့်ဒီလူတွေအသက်ချမ်းသာရတယ်ကျွန်တော်တို့စီမှာဖြစ်နေတဲ့စောက်တလွဲဘာသာရေးခြင်းအခုဖြစ်လာပြီရိုးလေးပဲကျွန်တော်ပြောတာအခုကျွန်တော်ဒီငလင်းလောက်တယ်အခုအဲ့ဘန်ဘိုဆိုင်ရာကြီးကြွားတယ်ကျွန်တော်အမြင်ပြောရရင် sorry ကျွန်တော်စကားဖြတ်ဖြတ်ဖြစ်ခိုင်းနိုင်ငံမှာနောက်တစ်ခေါက်ကြွားလာတယ်အခုမကြသေးခင်အချိန်က ုံးလောက်တည်းငှက်ဖြတ်ပို့ရောက်တော့ထိုင်းမှာလေတရားဟောနေရင်လည်းစင်ပေါ်မှာဆဆွဲဆဆန့်ဖြစ်တာအဲ့ဒါတွေကိုသူ့ဘကောပကတွေကလည်းမသိရင်နှက်တွေကိုခေါ်ပြီးနှက်တွေပဲအဲဝင်ပူးတယ်လို့လို့ဘာလို့လဲဆွဲထုတ်သွားတာအမမဒါငှက်ဖြတ်ရောကအုံးလောက်တည်းရောက်လို့သူ့ကျမ်းမရေးချောက်အဲ့ဒီမှာဆေးရုံတော့တက်ပြီးကုသလိုက်ရသေးတယ်အဲ့ဒီတုန်းကပြောလိုက်တာဟာမသိနဲ့တွေပဲခုန်နေဖြစ်လို့အဲအဲ့တုန်းကလည်းစကားထွက်ခဲ့ကြတယ်အခုကျမကြီးကောင်းပြီထင်ပါရဲ့သူရောက်လာတယ် ဒီစကားမျိုးပြောတယ်။ Okay ဘုချောမင်းဘုရားဘာသာနေနဲ့မိုင်ဖုန်းဆရာတော့ဘလို့မြင်လဲ။ဟုတ်ကဲ့ကျွန်တော်မြင်တဲ့အမြင်ကျွန်တော်ပြောပြမယ်။ကျွန်တော်မြင်တဲ့မြင်ကရိုးရိုးလေးပဲ။ကျွန်တော်မိုင်ဖုန်းဆရာတော့ဘလို့မြင်လဲဆိုတော့ကျွန်တော်စုံကုန်ကားတွေကကျန်းစာသပင်းဆရာတော်လို့ပဲမြင်တယ်။ကျွန်တော်အားလုံးကြည့်ရပါဘာ။ကျွန်တော်တို့မြန်မာလူမျိုးတွေအားလုံးသိတယ်ဗျာစုံကုန်လို့ပြောလိုက်ရင်အဲ့ဒီဇက်လန်တွေကျွန်တော်အားလုံးကြည့်ရတယ်။စုံကုန်ရဲ့ပါကျဲရဲ့ချန်တန်ဆရာတော်ရဲ့အဆိုင်နေလေရေနကား အဲအဲ့ဒါရဲ့အဲကျန်းသာတပင်းစရာတော့အဲ့လိုအမြင်နဲ့အုတ်ဆောင်ကြီးနဲ့လေဒုက္ခောက်ကြီးနဲ့ကျွန်တော်မသိလို့မလားတကယ်ဘုရားဘာသာလားမဟာယနာလားနောက်တခြားတခြားသောဝိဇ္ဇာဖြစ်ဖို့အတွက်လုံနေကြတဲ့ဟာလားကျွန်တော်ကတော့ညံမမိပါဘူးဒါပုံမှန်လင်းပြောရင်ဒါပေမဲ့လည်းကျွန်တော်တို့လူမျိုးတွေမှာတော်တော်များများကဒီလိုမျိုးတွေကိုကိုးကွယ်ကြတယ်ဒီလိုကိုးကွယ်ကြတဲ့လူတွေထဲမှာလည်းကျွန်တော်တို့ဇီယာဟိုစောက်တော့မကြတဲ့ ဒီမအားရလို့နိုင်ငံရေးအကြီးအကဲတွေခရိုနီတွေတော်တော်များများကိုးဝေးကြတာအဖုံကြီးကိုဘာဖြစ်လို့လဲဆိုတော့နေရရလို့လားနေရရလားလားအုံတော့မရှိဘူးပညာမတတ်ဘူးအဲ့ဒီကကြတော့သူတို့တည်တာကအဲ့လိုရရရချီတဲ့ဘုံကြီးတွေဝိစာဖြစ်တဲ့ဘုံကြီးတွေကပိုပြီးစွမ်းတယ်လို့ထင်ကြတယ်အမှုပညာသမားတွေမှာဟောပဲជីជីကျမ်းစာနဲ့ကိုယ့်အကိုဗုဒ္ဓဘာသာအယထေရဝါဒစစ်စစ်ရှောက်လန်းနေတဲ့ဘုံကြီးတွေကိုမကိုးဝေးဘူးပိုထိုးလို့ပဲချမ်းသာတော့မလို့လို့ အာဘီရင်တွက်တတ်တဲ့ဆရာတော်တို့ရရရာချီတတ်တဲ့ဆရာတော်တို့ဆိုအဲ့ဒီနားမှာဝိုင်းနေတာကတခါတဲ့ဒီနိုင်ငံတော်အကြီးကဲအုံတော်မရှိတဲ့ကောင်းနေခရိုနီတွေပညာတတ်လို့ခရိုနီဖြစ်လာတာမဟုတ်တာတောခုတ်တောင်ခုတ်ဒီစစ်အစိုးရနဲ့ရင်းနေပြီးပြီးတော့ချမ်းသာလာတဲ့အဲ့ဒါတွေအားလုံးကိုသူတို့ကာကွယ်နိုင်တယ်သူတို့ပဲရေရေချေပြီးလိုက်အားလုံးပပျောက်သွားအဲ့ဒါမျိုးတွေကိုယ်ွယ်မှုကပုံများတယ်ကျွန်တော်ပြောတဲ့စကားအမှန်တော့ခင်ဗျားတို့သိချက်တွေ့ကြည့်ဒီမှာ ဟိုရင်းဖြစ်တဲ့ဟာတွေဟာအဲ့ဒီလက်စွပ်လေးစွပ်ပေးလိုက်အဲ့ဒီလက်စွပ်ကဘလောက်တကူကြီးဘာလို့ကြောက်မှာပါအဆောင်ပေးလိုက်အဲ့ဒီအဆောင်ကြောင့်သူတို့ကတိုးတက်လာတာအဲ့ဒါကျွန်တော်မြန်မာလူမျိုးတွေရဲ့စောက်တလွဲတကူအဲ့ဒါဗုဒ္ဓဘာသာလို့ခင်ဗျားတို့ပြောပြမယ်အဲ့ဒါထေရဝါဒလားโอเคအခုငလင်ဖြစ်တယ်ရိုးရိုးလေးပဲဗျစကိုင်းပြည့်ပြည့်ကျော်ဆိုတာကီလိုမီတာ1200ရှိတယ် ခမရိုချာဘူးလားမသိဂျပန်ကလူမျိုးတွေကဂျပန်မှာအရင်ငလင်းလောက်တယ်အဲ့တော့ဂျပန်လူမျိုးတွေကငလင်းနဲ့ပတ်သက်ကအရင်ကိုစိတ်ဝင်စားပြီးတော့သူတို့ရဲ့နှီးစားရပတ်ဝန်းကျင်တွေကိုသူတို့ကငလင်းအဲလေးလာရေးတွေထွက်တယ်မြန်မာနိုင်ငံဆိုအရင်ထွက်ခဲ့ကြတာအများကြီးတိတက်တက်တက်ဆရာတွေရှိဒီထဲမှာလက်မှတ်မိပါအများကြီးလက်စူးစမ်းခဲ့ကြတယ်စကိုင်းဖြည့်ဖြည့်ကျော်ကအကြီးဆုံးကမ္ဘာပေါ်မှာနာမည် အကြီးဆုံးလို့လဲပြောလို့ရတဲ့အနေအထားထဲမှာပါတယ်။ကမ္ဘာဒီငလင်လှုပ်တဲ့ပြက်လွေကြော်တွေထဲမှာနာမည်စင်းတစ်ခုပါတယ်ပြက်ရွေကြော်ပြဇကိုင်းပြက်ရွေကြော်ဆိုတာငလင်လုံးရင်အားလုံးထိခိုက်မယ်။ဇကိုင်းအခုကဇကိုင်းပြက်ရွေကြော်တက်တဲ့ကိုဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော်တို့ဒီလိုမျိုးအပြက်စီဆုံးရှုံးမှုများတယ်။ကျွန်တော်တို့အခုဖြစ်ပြက်ကြတယ်။အဲ့လိုအနေအထားမျိုးဖြစ်တယ်။အဲ့တော့မသိရင်ခင်ဗျားတို့ဒီဗုဒ္ဓဘာသာကိုပဲစုံစမ်းလိုက်ရင်ဒီဆရာတော်ကြီးပြောတဲ့အတိုင်းဆိုအခုတို့များတဲ့ကောင်းနေရရှောသလိုဖြစ် ရှော့တဲ့လူတွေကလည်းကြည့်ပါအောင်ဗျချမ်းသာတဲ့လူတွေကြီးပဲကဲကျွန်တော်ဒါတတိုက်ပြောတာမကောက်ပါဘူးကျွန်တော်တကယ်ကိုလေးစားပါတယ်နော်ဟိုကျွန်တော်ဟိုဒါဒီလိုမျိုးပြောလို့ကျွန်တော်ဒီလိုပြန်ပြောရချင်းဖြစ်ပါတယ်ကျွန်တော်တကယ်ကိုစိတ်မကောက်ပါဘူးနော်တေဆုံးသွားတယ်မြည်သူမဆိုပါအဲ့တော့ဗျာကျွန်တော်တို့ဒီဘာသာရေးကိုကိုးကွယ်နေတာတွေအယုံကြည်လွန်တာတွေကဒါဒီလိုမမမကန်လူတွေအထွတ်ခင်ဗျားတို့တွန်းအားတွေအရန်ဖြစ်နေတယ်ဒီဖုန်းကြီးတွေကြည်လိုက်အရန်ချမ်းသာကြွယ်ဝကြတယ်ဒါတွေထိုက်တန်ရင်လားခင်ဗျားတို့ကိုးကွယ်ဖို့ စစ်စစ်ကြချလေးတော့ဗျာစစ်စစ်နဲ့ကြကြလုတ်တင်ပြီးမြန်မာနိုင်ငံမှာလေတကယ်ကိုထေရဝါဒနဲ့အညီတကယ်ကိုချင့်ညံနေတဲ့ရန်အစ်စ်တီတန်ကအစ်စ်တီအများကြီးပါဒီလူတွေကိုကူးဝေးကြပါအရင်ချင်းချင်းသာသာဖြစ်စေခြင်းလို့ချင်းချင်းသာသာဖြစ်ခြင်းလို့အစိုးရပဲလိုက်ပြီးလုံနေတဲ့ပုံကြီးတွေကိုပယ်ပြီးပါအစိုးရပြီးတဲ့ ဘွေတော်မယူဝင်းနဲ့နေနေထိုင်ကြတာဘုန်းကြီးတွေလည်းအများကြီးပဲအဲ့တော့ဗျာရိုးရိုးလေးပဲပြောဘာသာရေးချင်းနဲ့မမိပါစေနဲ့2025ရေးမှာဘာကြောက်ဖြစ်တယ်ဆိုတာကိုညံပွပွနေနေလည်းဆုံးဖြတ်နိုင်ကြပါစေတိတ်ရှက်ဖို့ကောင်းလေဗျာကဘာမှာဒီစကားကြီးဒါနိုင်ငံတကာထိုင်ပြီးဟာတာလုံးမဲ့ကိစ္စတွေအဲ့ဒါယူအခုဒီမှာ social media မှာပလူပြန်ပြီးတွေ့နေရတာကျွန်တော်စိတ်မကောင်းဘူးအဲ့ဒါကြောင့်မို့ကျွန်တော်ပြောရခြင်းဖြစ်ပါတယ်ကျွန်တော်ဒီလိုပြောတာကျွန်တော်တွေ့ risk ညာတယ်ကျွန်တော်သိတယ် အနေများတယ်ကျွန်တော်တကယ်ဆဲကြမဲ့လူများဒါမှမတက်နိုင်ဘူးဗျကျွန်တော်မှန်တာကိုမြင်တဲ့အတိုင်းပြောတာပါအဲ့တော့ကွာရခင်ဗျားတို့ဆဲခြင်းနဲ့ဆဲလို့ရပါတယ်ကျွန်တော်ကတော့ဘုရားဘာသာအစစ်အမှန်ထေရဝါဒဘုရားဘာသာစစ်စစ်တွေဖြစ်ချင်ပါတယ်တန်ခါစစ်စစ်တွေကိုမြင်ချင်ပါတယ်အားလုံးကျေးဇူး